မင်္ဂလာပါရှင်2025ခုနှစ်အေပီလ17ရက်နေ့အတွက်မိုးလေဝသနဲ့ဇလာဗေဒတတိယမြောက်ကိုနေပြီးတော့မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာ စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမှာအေပီလရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနယ် ကရားပြည်နယ်တို့မှာအေဒီလာရဲ့ပုံမှန်ဘူးချိန်တို့ဟာ2ဒီဂရီဆယ်စီယံနဲ့မကွေတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာအေဒီလာရဲ့ပုံမှန်ဘူးချိန်တို့ဟာ4ဒီဂရီဆယ်စီယံရွံ့နေခဲ့တာကြံတားဒေသကြီးနဲ့ပြည်နယ်များမှာအေဒီလာရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်အေဒီလာဆယ်ရနှစ်အတွက်မြို့လိုက်ထူကြတဲ့နေဘူးချိန်များမှာကော်ဂရိတ်မြို့မှာ39.8ဒီဂရီဆယ်စီယံ ရွှေကျင်မြို့နယ်ကလေးဝါမြို့တို့မှာ39ဒသမ2ဒီဂရီဆယ်ဆီယက်စီမြောင်လေးပင်မြို့မှာ39ဒသမ1ဒီဂရီဆယ်ဆီယက်ရွှေကူမြို့နယ်ရေဦးမြို့တို့မှာ39ဒီဂရီဆယ်ဆီယက်စီပဲခူးမြို့မှာ38ဒသမ8ဒီဂရီဆယ်ဆီယက်ကံကောမြို့နယ်မြင်းမူမြို့တို့မှာ38ဒသမ6ဒီဂရီဆယ်ဆီယက်စီချောင်မြို့နယ်အောင်လယ်မြို့တို့မှာ38ဒသမ4ဒီဂရီဆယ်ဆီယက်စီနဲ့ဖအံမြို့မှာ 38.3ဒီဂရီဆယ်စီယက်တို့တိုင်းထွာရရှိခဲ့ပါတယ်။မှတ်သားပွဲဟာမွေးရချိန်များအနေနဲ့ကတော့ကြိုက်ခမီမျိုးမှာ1.1လက်မှာဓနုဗျူမျိုးမှာ3.93လက်မှာပိုးကလေးမျိုးမှာ3.65လက်မှာဖြာပုံမျိုးမြောင်များမျိုးဒေဒီယဲမျိုးနဲ့လက်ပုတ်တာမျိုးတို့မှာ3.63လက်မှာစီမြိမ်မျိုးမှာ3.59လက်မှာနဲ့ ညောင်တုံးမြို့မှာတုံညာတသမာ5ရှစ်လမတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနိုင်ခွဲချိန်မိုးလေဝသကြိုမှာဖန်ရရရှိရဲ့ပုံရကပလီပင်လဲပြင်းနဲ့ဘင်္ဂလားပင်လောတို့မှာတိမ်တင်တင်မတိမ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေလျားနေရာတခြားမှာမိုးရွာတော့ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကျန်းသားဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အထင်တွေမှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေပြင်းအားရောနေနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားခြင်းများအရာပင်္ဂလာပင်လောအနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရုံဝါအာရော့သွားပြီးဖြစ်ပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကယ်ရီတချောင်းနဲ့ကန်လွတ်ပင်လယ်ပြင်တို့မှာငါးပေမှရှစ်ပေခန့်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့ထီခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာနေရာစစ်စစ် စကိုင်းတိုင်းဒေသကြီး ရှင်ပြည်နယ်ရခိုင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနေပြည်တော်နယ်ရှမ်းပြည်နယ်တို့မှာနေရာကျကျနဲ့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမူတီကျုံရွာပါမယ်ခုဆက်လက်ပြီးမနေ့ပြန်အတွက်တန်တီတာကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပြည်တာခမဲချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီတဝိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမဲကြမှာတိမ်တေတေဖြစ်တော်ပြီးမိုးတီချုံ၍နေရာကွက်ကြားမိုးရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမဲကြမှာလေတိမ်တေတေဖြစ်တော်ပြီး ိုးတချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရိုင်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရိုင်ဟာရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲ။တိမ်တင်တင်ဖြစ်တွင်မီမိုးတချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆယ်စီယပ် 69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊နေပြည်တော်နယ်၊တနင်္သာရိုင်းဒေသကြီးတို့မှာ နေရာစိစိမှာနေရာအနှံပြမိုးထစ်ကြုံရွာပါမယ်။လာမယ့်စနေတနင်္ဂနွေအားလည်းရများအတွက်မိုးလေဝသအခြေအနေခမန်းချက်များအနေနဲ့ကတော့နေပြည်တော်မှာနေရာကျဲကျဲမိုးထစ်ကြုံရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာကျဲကျဲမိုးထစ်ကြုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်းနေရာကျဲကျဲမိုးထစ်ကြုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လွဲ၂နာရီချိန်ထုတ်ပြန်တဲ့ မိုးလေဝသနဲ့ဇလာပြေတာတည်င်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာရှင်းသာကြပါစေရှင်။